င်္ဂလာပါလို့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့တုံတိုင်းမီဒီယာကိုစောင့်မျှော်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အခုကျွန်တော်တို့မြန်မာပြည်မှာငလင်ဘေးနဲ့ပတ်သက်ပြီးတော့ဆိုဆိုရွာရွာထိခိုက်ခံစားလို့သေဆုံးသူကလည်း၄00ကျော်၅00နီးပါးရှိနေပြီဒါတော့မှစရင်ကောက်လို့မရသေးတဲ့အလောင်းမထုတ်နိုင်သေးတဲ့ death body ရဲ့အများအပြားအပျက်စီးပုံတွေအောက်မှာရှိနေတာကျွန်တော်ကြားသိရတယ်အဲ့ဒီပုံမှာစိတ်မချမ်းမြေ့ဖြစ်ရသလိုဝမ်းနည်းပူဆွေးရပါတယ် ဆိုတော့မြန်မာပြည်ကအခုဒီငလင်ဘေးကျွန်တော်တို့ဒီငလင်ဘေးနဲ့ရင်ဆိုင်ရတော့ဒီလူတွေကလည်းသူတို့ရဲ့ယုံကြည်မှုနဲ့ပတ်သက်တဲ့အားကိုးရာကိုးကွယ်ရာဘာသာတွေရဲ့အဆုံးအမတွေနဲ့ဟောပြောကြတာတရားဘာဝနာပွားများကြတာအော်တာဝေကယူကြတာလည်းရှိကြတယ်အဲ့တော့ဒါလည်းပသက်ပြီးတော့လည်းထင်မြင်ချက်တွေအမျိုးမျိုးပေးကြတယ်တိတ်ပံရှူထောင်းရတော့ပညာရှင်တွေကတော့ဒါစကိုင်းပြည့်၍ကြောကြီးဟာတဖန်ပြန်ပြီးတော့ဒီဟို slipping ဟို sleeping giant ပေါ့နော်အိပ်ပျော်နေတဲ့ဒီငလင်းကြီးဟာပြန်လည်နှုတ်ထလာတဲ့အခါမှာကျွန်တော်တို့ဒီလိုမျိုးပြည်သူလူထုရဲ့အသက်အိုးအိမ်တွေထိခိုက်ပျက်စီးရတဲ့အဲ့ဒါကျွန်တော်တို့ကြုံရတယ်ပိုးဆက်ခုနစကားကိုကျွန်တော်တို့ပြန်ဆက်ရရင်ဒီနေ့အကြောင်းအရပေါ့နော်ဆိုတော့ဒီဗမာပြည်မှာကကျွန်တော်တို့ကဒီအိန္ဒိယနိုင်ငံနဲ့ဆက်ဆက်တဲ့ရင်ကျိမှုရရောဘာသာယုံကြည်မှုတွေရရောဟိုဆက်နွယ်နဲ့နဲ့ဆိုင်ဆိုင်ပတ်သက်တဲ့အလျောက်ပေါ့နော်ကျွန်တော်တို့ ီပမာပြီမှာဖြစ်စဉ်တွေတခုခုဖြစ်တော့မယ်ဒါမှမဟုတ်ဖြစ်ပြီးသွားတဲ့အခါမှာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီအတိတ်နမိတ်တပေါင်းစနေဘဝအဲပြီးတော့ဒီဒီနိုင်ငံကြီးဟော်ကိန်းတွေဒီဘေဒင်နှက်ခတ်ဘေဒင်ဟော်ကိန်းတွေနဲ့လူရီယာသူရဲ့ဒီအာတန်ရအာတန်ရပြောကြတယ်ပြောကြတာရှိပါတယ်ဆိုတော့ဒီနေ့အဲ့ဟာနဲ့ပတ်သက်ပြီးတော့နည်းနည်းဒီဆွေးနွေးပြောပြချင်တာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ ကျွန်တော်တို့ကဟိုကျွန်တော်တို့ဒီအမြင်နဲ့ပေါ့နော်ဒါယုံကြည်တဲ့လူလည်းရှိမယ်မယုံကြည်တဲ့လူလည်းရှိမယ်ဒါပေမဲ့ဒီကိစ္စတွေကခုကျွန်တော်တို့ဒီရှေးထုံးနဲ့မပင်နဲ့ဆိုရက်ဇကပုံအတိုင်းဒီရှေးရှေးကလေးကဟိုရှေးလူကြီးတွေကဟိုအကြောင်းမဲ့မဟုတ်ဘူးသူတို့ရဲ့အတွေ့အကြုံဘဝအတွေ့အကြုံသူတို့ရဲ့ဖက်သန်းမှုသူတို့ရဲ့လိလာမှတ်သားမှုတွေအရာလက်ဆင့်ကမ်းခဲ့ကြတဲ့ပညာရက်တွေဆိုယူစကားတွေအဆုံးအမတွေဖြစ်တဲ့အတွက်ဒါပြစ်ပယ်လို့မရဘူးလို့ဟိုယူဆတာပေါ့နော်ပြီးတော့ကျွန်တော်တို့မြန်မာတမိုင်း ်မှာတောက်လျှောက်ကိုလည်းကျွန်တော်ပြန်ကြည့်တယ်ဆိုရင်ဒီလိုမျိုးဒီနိုင်ငံရေးဟိုဘေးဒင်လို့ပဲပြောရမှာပေါ့နိုင်ငံရေးဟောကိန်းလို့ပဲပြောရမှာပေါ့ဒီလိုတိုက်စာတွေတပေါင်းတွေကိုကြည့်ပြီးတော့အာဒီ review မှုတစ်ခုခုကိစ္စတစ်ခုခုဆောင်ရွက်ခဲ့ကြတယ်လို့အဲ့ဒီအတိုင်းလဲဖြစ်ခဲ့တဲ့အစဉ်အလာရင်းလဲကျွန်တော်တို့ဒီတမိုင်းမှာကြည့်ရင်တွေ့ရတယ်ပေါ့နော်ဆိုတော့အခုငလင်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီအခုဒီလိုမျိုးဟိုခြောက်ချားစရာထိတ်တန့်စရာကောင်းတော့အောင်အဖြစ်ဆိုးကြီးနဲ့ကျွန်တော်တို့ကြုံပြီးရရင်တော့ဒီနေ့ညနေ Facebook ကိုဖွင့်ကြည့်လိုက်ရင်ခါမှာဘာကိုတွေ့ရလဲဆိုတော့ကျွန်တော်ဘာသတ်တွေ့လဲဆိုတော့ဒီဗီဒီယိုတစ်ခုတက်လာတယ်အဲ့ဗီဒီယိုထဲမှာအညာသေးတာကဒီရွာတရာမှာပေါ့နော်ဒီဟိုတေးပြီးသားဟိုမကြွမလွတ်တဲ့လူတွေကိုဒီတင်ကန်းစီးပြီးတဲ့ပစင်းခံပြီးတဲ့ပွဲဆိုပြီးတော့အဲဗီဒီယိုတစ်ခုတက်လာတယ်အဲ့ဗီဒီယိုကိုတင်ဆက်တဲ့လူကလည်းဘာမှပြမဒီလိုမျိုးငလင်တွေဂျုံရတာဒီလိုမျိုးဆိုးရတဲ့အသေးပြောက်များတဲ့ငလင်ဂျုံရတာဟာ မဖွဲ့မရနမိတ်မရှိနမမရှိဒီလိုမျိုးဒေဝီသားလူကြီးကိုပစင်ခံတဲ့ပုံစံလုပ်ပြီးရတာအကြောင်းဖြစ်ရတယ်ဆိုပြီးတော့သူတို့ပြောပြောသွားပြောသွားတာကိုကျွန်တော်နားထောင်လိုက်ရတယ်ဆိုတော့အဲ့ဒီဗီဒီယိုထဲကိုကြည့်လိုက်တဲ့အခါကျတော့လေဟိုအဲ့ဒီရွာသူရွာသားတွေကဒီကွင်းပြင်ချင်းတစ်ခုမှာပေါ့နော်ဒီဟို YouTube YouTube တချို့လုတ်ထားတယ်အဲ့ဒီ YouTube တွေကိုသူကဒီသင်ခန်းတွေစီးပေးထားတယ် ဟိုရဟန်းခံပွဲပစင်းခံပွဲပုံစံမျိုးလုပ်ထားတယ်ပြီးတော့အဲ့မှာရှိရဲ့ယောက်ျားမိန်းမတွေကလည်းဟိုဘာမှမရှိတဲ့လဟာပြင်ကြီးဟိုအရာကြီးကိုသူကလူတယောက်ယောက်ကိုဒီဒီဆန်ချပေးနေတဲ့ဆန်တွေရိတ်ပေးရိတ်ပေးနေတဲ့ပုံစံသင်္ကန်းစီးပေးနေတဲ့ပုံစံမျိုးတွေလုပ်ထားတာကိုအဲ့မှာကျွန်တော်တို့သတ်တွေ့ရဆိုတော့အဲ့အဲ့ဒီဗီဒီယိုအကြောင်းကိုတင်ဆက်တဲ့လူကသူအဲ့ရွာသားတွေရာနေဘာကြောင့်ဒီလိုမျိုးလောက်ရတယ်လဲဆိုရင်တဲ့ဘာကြောင့်ဘာကြောင့်ဒီလိုမျိုးလောက်ရတယ်ဆိုရင် ဲ့ရွာသားတယောက်ရဲ့အိမ်မက်ထဲမှာဒီကလေးတတိုက်ကအိမ်မက်ပြီးတယ်အဲ့ကလေးတတိုက်ကဗာပြောလဲဆိုရင်အိမ်မက်ထဲမှာသူတို့ကိုတဲ့သူတို့အားနဲ့ဟိုသာသနာပြုမဲ့လူတွေအထုဆုံးပြောရရင်သူကသာသနာပြုမဲ့လူတွေပေါ့အခုခါမှာဒုက္ခရောက်နေတယ်ဒါပေမဲ့တစ်ချိန်မှာသာသနာပြုမဲ့လူတွေအဲ့ဒီအတွက်သူတို့ကိုအကူအညီပေးဖို့စားစရာပေးဖို့နေစရာပေးဖို့ရဟန်းခံပေးဖို့ဆိုပြီးတော့အဲပဇင်းခံပေးဖို့သင်္ကန်းစီးပေးဖို့ဆိုပြီးတော့အိမ်မက်ပြီးလာတယ်ဆိုတာအဲ့လိုမျိုးအိမ်မက်ပြီးလာတာကိုအဲ့အိမ်မက်ရတဲ့လူကအာဘယ်လိုပြောမလဲ ရုံရုံကြည်ကြည်နဲ့ပေါ့နော်အဲဆော့ဆော့အော်ပြီးတော့မှအဲ့ဒီဘွဲ့ကဖြစ်မရောက်လာတယ်ဆိုတော့အဲ့ဒီဟာလှုပ်ပြီးမကြခင်ပါပဲဒီလိုမျိုးတည်တည်ပြီးသားအစိမ့်တည်တည်ပေါ့နော်မကျွမလှုပ်တဲ့ဟာတွေကိုဝိညာဉ်သွင်းပြီးတော့အဲ့လိုမျိုးလှုပ်တဲ့အတွက်မဖွဲ့မရလှုပ်တဲ့အတွက်ဒီလိုမျိုးငလင်ပြေးကြုံရတယ်ဆိုပြီးတော့ပြောကြတယ်ဆိုတော့ဒါကတော့အဲ့ဒီလိုမျိုးဟိုငလင်ဒီလိုမျိုးသူတို့လှုပ်လို့ဟိုဝိညာဉ်ကိုတကယ်ဝင်တာမဝင်တာအပထားဒီလိုမျိုးလှုပ်ရတဲ့ခုကိုသူတို့ မဖွင့်မြင်ရလောက်ရတခုလောက်ရဆိုတာဘယ်လိုပြောမလဲကျွန်တော်တို့ရှေးလူကြီးတွေပြောတဲ့စကားနဲ့ဆိုရင်အတိတ်နမိတ်ပေါ့နော်အတိတ်နမိတ်တပောင်ဘဝစနီးဒီအရာတွေအရာဖြစ်ဒီအရာတွေကအရင်ဆုံးနမိတ်ပြနေလို့ပဲဒါကျွန်တော်တို့อืมအဲ့လိုပဲပြောရမှာပေါ့အခုဟိုမိတ်ဆွေတို့လည်းတိကြမယ်နိအခုငလင်းနေလောက်တော့မယ်မှုန်တိုင်းနေလာတော့မယ်ဆိုရင်ဒီကိစ္စကိုနမိတ်အရင်ပြတာလက်တွေ့ကြကြပါတော့ scientifically နမိတ်ပြတာ ဟုတ်နာဂစ်မုန်တိုင်းတော့ဆိုရင်ကျွဲတွေနွားတွေအဲ့ကျွဲတွေနားတွေကဟိုပုံမှန်ချိန်ထက်အိမ်ကိုစောစောပြန်ကြတယ်ပြန်လာကြတယ်စကြက်တွေကလည်းအဲ့လိုမျိုးပြီးရင်ငှက်တွေပြိုးတယ်ဆိုတော့ဒီတိရစ္ဆာန်တွေကြတော့သူတို့ရဲ့သဘာဝတရားအရာသဘာဝတရားကသဘာဝအမိခင်ကပေးတဲ့အတိအကျောက်ကြိုပြီးတော့ဒီလိုသဘာဝဘေးရန်တရားတွေကိုလူတွေတာမန်လူတွေထက်စာရင်သူတို့ကပို့ပြီးတော့ကြိုသိနိုင်တယ်ပြီးတော့ဒီငလင်ကိစ္စမှာဆိုရင်ဒီမွေတွေကဟောနော်မွေတွေကပို့ပြီးတော့ကြိုသိတယ် 3ရက်လောက်ကြိုတည်ရင်လို့ပြောကြတယ်အဲ့တော့အမှတ်မမှောင်ဆိုရင်3ရက်လောက်ကြိုတည်ရင်ပြောတယ်ဆိုတော့မြေမြေကြီးတဲ့ကနေမွေတွေမနေနိုင်မဲနဲ့အစုတိုင်းပြုံလိုက်မြေပြင်ပေါ်တက်လာအဲ့လိုကိစ္စမျိုးကြီးဟိုအရင်ဆုံးနမိတ်ပြတာပေါ့ဆိုတော့ဒီရှေးယုံကြည်မှုမှလည်းကျွန်တော်တို့ဟိုတပေါင်းဆိုတာရှိခဲ့တာပေါ့နော်အခုဒီတပေါင်းနဲ့ဒီငလင်းနဲ့ပတ်သက်တဲ့အတိတ်နမိတ်တပေါင်းနေဆိုရင်အာဟိုဘာတွေတွေ့ရလဲဆိုတော့ ုလူပြောများနေတဲ့ကိစ္စဒီမြင့်မြတ်ရေရုပ်ရှင်ကပေါ့နော်မြေစာပင်လားမြေစာပုံလားမြေစာပုံဆိုတဲ့ဒီစပင်ဝန်ထမ်းနေရဲ့ဘဝကိုတရုပ်ဖော်ထားတဲ့ဟာပေါ့ဆိုတော့အဲအဲ့ဟာလေဖြစ်ခဲ့တာတွေ့ရတယ်အဲအဲ့ဒါဖြစ်ခဲ့တာတွေ့ရတယ်ပြီးတော့ကျွန်တော်တို့ဒီ2024ခုနှစ်မှာ2025တော့ပြီဟောကင်းတွေထုတ်ခဲ့ကြတော့လေကျွန်တော်တို့မှတ်မိကြအောင်မထင်နဲ့အဲဒီကလည်း2025ခုနှစ်ကမြန်မာပြည်မှာဒီငလင်ကပ်ပေးကြီးအကြီးကျယ်ဟိုကပ်၃ပါးကိုမြန်မာပြည်သူတွေရင်ဆိုင်ရမယ်အဲ့တော့ဖရာတရားများများလောက်ကြပါ ဆိုပြီးတော့တော့ဟောကဟောဇလန်နေထွက်ခဲ့တာလို့တွေ့ရတယ်။ဆိုတော့2025ခုနှစ်မှာဒီငလင်ကတော့မှန်သွားတာပေါ့နော်။ဆိုတော့အခုငလင်လည်းဖြစ်ရောဟိုတိုက်တာနေပြူနေအုပ်ပုံနေဖြစ်သွားတာပေါ့နော်။ဆိုတော့ကျွန်တော်မှတ်မိကြသေးလားမသိဘူး။ဟို2008ခုနှစ်နာခက်နဲ့ကျွန်တော်တို့ဂျုံကတော့ရန်ကုန်တိုင်းဆိုရင်ရန်ကုန်တိုင်းတိုင်းတိုင်းလုံးနှီးပါဘယ်နေရာကြီးကြီးတစ်ပင်တွေပြိုလဲပြီးတော့ထင်းပုံတွေဖြစ်သွားတယ်เนาะထင်းအဲ့နောက်ပိုင်းမှာ အဲ့မခင်အဲ့ဒီနာဂက်ဖြစ်တော့မှဟိုဘာကြာဘာဟိုကြာလဲဆိုရင်ဒီမတိုင်ရင်တော့ငါတဲ့ဒီတပောင်ပေါ့နော်တခုပေါ်ခဲ့ဘူးလေတဲ့အဲ့ဒါဘာလဲဆိုတော့ရန်ကုန်ထင်းပုံနေပြီးတော့အဲမန္တလေးအုတ်ပုံနေပြီးတော့ရိုးပုံဆိုပြီးတော့တပောင်ပေါ်ခဲ့ဘူးလေပေါ့နော်ဆိုတော့အဲ့လိုတပောင်အခုဒီငလင်ဖြစ်စဉ်ကိုလည်းပြန်ကြည့်လိုက်ပါဦးရန်ကုန်ကတော့ထင်းပုံဖြစ်သွားတာတော့အမှန်ပဲနာခင်ပါ မြန်မာပြည်သားတွေကံကောင်းကျင်တာအတေပြောက်ကတော့ရန်ကုန်မှာတိတ်မရှိခဲ့ဘူးဟိုပုံတိုင်းကလည်းလိမ့်ပါတယ်ပြောရမယ်တစ်ပင်ထဲကလည်းလိမ့်ပါတယ်ပြောရမယ်စိတ်မကောင်းစရာကတော့ကျွန်တော်တို့ဒီ ARV တိုင်းမှာနော်အသက်အိုးအိမ်တွေတိတ်နဲ့ချီပြီးတော့နော်လူတွေတေချေပြက်စီးရသလိုဟိုဘဝပေါင်းများစွာနဲ့အိုးမဲ့အိမ်မဲ့ဖြစ်ပြီးတော့အခြေပြက်ခဲ့ရတယ်နော်စိတ်မကောင်းစရာကျွန်တော်ကြုံခဲ့ရတယ်နာခဲ့မုံတိုင်း ARV တိုင်းမှာနော်ဆွဆူရွရွအသက်အိုးအိမ်စီးစိမ်တွေပြက်စီးတော့ကျုံမြပြီးတဲ့နောက်မှာ ဒီနိုင်ငံရေးဆောင်းပါးရှင်တယောက်ရဲ့ဆောင်းပါးတစ်ခုကိုကျွန်တော်ဖတ်နိုင်ရတာရှိတယ်။အဲ့ဒီတော့ကဘောနော်ဒီနိုင်ငံရေးဖြစ်စဉ်တစ်ခုကိုဖြတ်သန်းနေတဲ့အချိန်ဟိုဒီလူရှင်တော်တွေအာရုပ်ရှင်ဒီရိုက်ရဲခါကြရင်မဖွင့်မရရင်လှုပ်ချဖို့ဆိုပြီးတော့အဲ့ဒီဆောင်းပါးရှင်ကနေသူကစေနာဇောနဲ့တတိပေးတာဘောနော်အဲ့ထက်မှဘာဖတ်ခဲ့ရလဲဆိုတော့ဒီနာခဲ့မုံတိုင်းဆိုရင်တဲ့အဲ့ဒီမတိုင်ခင်တော့က2016အကျော်2009လောက်ပါဟိုကျွန်တော်မမိ အကြောင်းပဲထင်တယ်ဆိုင်းဆိုင်းခန်းလိုက်ရဲ့ဦးလေးလှုပ်ပါဟိဆိုတော့အဲ့တချင်းပေါ်တော့ဆိုရင်ကျွန်တော်ကအာ10တန်း10တန်းတက်ဖို့လှုပ်နေတဲ့အချိန်ပေါ့နော်ဆိုတော့အဲ့တော့ကတော်တော်များအဲ့တချင်းဆိုကြရဲ့ဦးလေးလှုပ်ပါဟိဦးလေးလှုပ်ပါဟိဆိုပြောနော်ရေဦးလေးလှုပ်ပါဟိဆိုပြီးတော့တပြောတပါးကြီးအုပ်တော်တောင်းနေမယ်နော်လမ်းနေမှာလဲလူတိုင်းရဲ့ပါဇက်ထဲမှာဦးလေးလှုပ်ပါဟိပဲဆိုတော့အဲ့အဲ့ဒါကိုဒီအဲ့တော့ရှေ့မီနောက်မီကြီးကလူကြီးကြီးကကြားတော့ เนาะစိတ်မကောင်းဖြစ်ကြတယ်เนาะဒါအတိတ်နိမိတ်ပဲเนาะမကောင်းတာတခုတော့လာတော့မယ်ဆိုပြီးတော့ဒီတချင်းကြည်ကြည်ပြတ်ပြတ်ဖြစ်ပြီးနောက်ပိုင်းတနည်းလောက်ပဲကြာ2008မေလ2ရက်နေ့မှာဒါလေးမုံတိုင်းကြီးဖြစ်သွားတယ်ဆိုတော့အဲ့ဒါကိုဆောင်းမရှင်အထောက်ပြပါဘောเนาะအသက်အိုးလေးလုတ်ပါဟိဟိုတချင်းရေးစရာအလွယ်လေးဆက်လိုက်တယ်ဆက်လိုက်ဆက်လိုက်တာအိုးလေးလုတ်ပါဟိအိုးလေးလုတ်ပါဟိအိုးလေးလုတ်ပါဟိဆိုတော့တကယ်အဲ့ဒီရက်ဒါကဘလောက်သွားလဲဆိုတော့လူကြီးရဲ့ အသက်အိုးအိမ်နေနော်လှုပ်ယုံနေမဟုတ်ပဲနဲ့နော်ပြုတ်ထွက်ပျက်စီးသွားတယ်အဲ့တော့စင်ကျင်ကြဖို့ဆိုပြီးတော့သူကတော့စင်နာနဲ့သတိပေးခဲ့တာပေါ့ဒါပေမဲ့ဒါတွေကလည်းဘယ်လိုပြောရမလဲဟိုဖြစ်ဖို့အကြောင်းပါလာလို့ဖြစ်တယ်လို့ပဲဒါကျွန်တော်တို့ယူဆမှာပေါ့နော်ဒါပေမဲ့ဟိုအခုဒီ program မှာပြောချင်တာဒီလိုမျိုးအတိတ်အမိတ်တွေဟိုဘဝတွေတပေါင်းနေဆိုတာတကယ်ရှိခဲ့တယ်ဆိုတာကိုကျွန်တော်ပြန်ပြီးဘုဒ္ဓစာအနေနဲ့ပြန်ပြီးတော့ share sharing လုပ်တဲ့သဘောပါပေါ့နော်ဆိုတော့ ဟိုဒီနိုင်ငံကြီးနဲ့ဆက်ဆက်ပြီးတော့လည်းပြန်ပြောရမှာဆိုရင်ရန်ကုန်ကတော့ထင်းပုံဖြစ်သွားတယ်။အခုစိတ်မကောင်းစရာเนาะပြည်သူလူထုအထိနာရတဲ့မန္တလေးအုပ်ပုံအုပ်ပုံဖြစ်ရတယ်။အုပ်ပုံဖြစ်ရတယ်ပြီးတော့ဆိုတော့နောက်အခုနတပေါင်း၃မျိုးကိုပြန်ပြောရင်ရန်ကုန်ကလည်းမှန်သွားပြီပေါ့နော်။မန္တလေးကလည်းမှန်သွားပြီလို့ပဲပြောရမှာပေါ့နော်။အဲ့တော့နေပြည်တော်ကြတော့เนาะနေပြည်တော်လည်းထိခိုက်ခံစားရတဲ့အထက်မှာပါတယ်။ဒါပေမဲ့အဲ့ထက်မှာသူကတော့တပေါင်းထဲမှာတော့အယိုးပုံလို့ပြောထားတယ် ဒါကလည်းစိတ်ဝင်စားစရာပေါ့။ဘာတွေဆက်ဖြစ်လာမလဲ။လက်ရှိနိုင်ငံကြီးခင်းချင်းကလည်းကျွန်တော်တို့သိတဲ့အတိုင်းပဲစစ်မှတ်ထူပြောတယ်အဲရဟိုင်းတက်တော့ AA ရဲ့ AA နဲ့ပူပေါင်းစစ်ကြောင်းတွေကလည်းနော်ရန်ကုန်မြန်မာပြည်တောင်ပိုင်းနော် AR တွေတိုင်းထဲဝင်ပြီးတော့ရန်ကုန်မှာစစ်ရေးကချိန်ချောက်ခံနေရတဲ့အနေအထားမျိုးရှိတယ်။ပြီးတော့ဒီတော်လိုင်းရင်တက်တွေဘက်ကနေလည်းဒီမန္တလေးကိုတိုက်ခိုက်ဖို့နော်အရင်ကဒီကလေးမတိုင်ခင်ကချိန်ချောက်ထားတာရှိရယ်စစ်ရေးမြင်ကွင်းတွေကိုကြည့်တဲ့အခါကျရင်အာ စစ်မြေပြင်တွေစစ်ကြောင်းတွေစစ်ကြောင်းလှုပ်ရှားမှုတွေကနေပြီးတော့ကိုဝိုင်းပတ်ပိတ်ဆို့ပြီးတော့ထုတ်စစ်ဆင်တော့မယ့်အရေးရောင်မျိုးတွေကိုကျွန်တော်တွေ့နေရတယ်။အဲဒီတော့အဲဒီရန်ကုန်ထင်းပုံမန္တလေးအုပ်ပုံအဲ့နှစ်ချက်မှန်သွားပြီဆိုတော့နေပြီးတော့အယိုးပုံနဲ့တိတ်မကြာတော့ဘူးလို့ပဲအင်းအဲ့လိုပြောရမလားမသိဘူးပါနော်ကျွန်တော်တို့အတူတူစောင့်ကြည့်ကြတာပေါ့